နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလှိုက်လဲစွာ ကြိုဆိုပါရယ်ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရယ်ဒီဇင်ဘာလ10ရက်ဗုဒ္ဓဟူးနေ့ ုတ်တန်ကျန်ခန်းကြီးသုံးအငယ်တက်မှတစနေငါသာငါပြီးသောတရားကိုမမေ့နဲ့ငါပညာတို့ကိုဒိဋ္ဌိနှလုံးဆောင်လျှောက်ပါစေအကြောင်းမူကားပညာတရားသည်အတ္တတရှိသော ကာလနှစ်ပေါင်းများကို၎င်းဉာဏ်ဝှချင်းကို၎င်းတိုးပွားစေလိမ့်မည်ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်ဤလေပင်၌ဆွဲထားလောနှလုံးအင်းစင်း၌ရေသွင်းလောထိုသို့ပြုလျင်ဘုရားသခင်ရှိ့ လူတို့ရှေ့မှာမျက်နာရ၍ဂျေဇူးကိုခံရလိမ့်မည်။ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလော။ကိုညံကို အမိမပြုနှင့်။သွားလျာရာ၌ထာဝရဘုရားကို မျက်မှောက်ပြုလော။တို့ပြုလျင်သင်ဤလန်ခီတို့ကိုပဲ့ပြင်တော်မူမီငါသည်ပညာရှိဤဟုကိုကိုမထင်နှင့်သာရဖျားကို ကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်လောတို့ပြုလျင်သင်အကျိုးတို့သည်အာတန်၍ အယိုးတို့သည်ခြင်းစီနှင့် ပြည့်စုံကြလိမ့်မည်။တင်းသည်ကိုဥ္စာနှင့်အဦးတီသောအသီးနှံရှိသမျှကိုသာရဖျားအားပူဇော်လော။တို့ပြုလျင်သင်ဤစပကြီးတို့သည်ကြွယ်ဝ၍ဇပစ်သီးနေရာတစားတို့ကိုအတိတ်သောဇပီးရှံလိမ့်မည်။ငါသာသာရဖျားဆုံးမရမှုခြင်းကိုမမတ်ပဲမနေနှင့်။သင်အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ်မပြတ်စေနှင့်။သာရဖျားသည်ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နေသက်တော်မူသောသားကိုဒဏ်ခတ်တော်မူတတ်၏ငါသားငါပေးသောတရားကိုမမေ့နှင့်ငါပြည့်ညတ်တို့ကိုသိနှလုံးစောင့်ရှောက်ပါစေတုတ်တန်ကြံခန်းကြီး3အခန်းငယ်1မေ့မရနိုင်သောသင်ခန်းစာများအင်ကောင်မိုးသင်းအုပ်ဆရာဟု လူသည့်ထင်ရှားသည့် Corey Brooks သည်ရက်ရွာပြောင်းလဲမှုကိုလှုံ့ဆော်ရန်ရှီကာဂိုမြို့တောင်ပိုင်းရှိ သူ၏ဖျားချောင်းခေါမိုးပေါ်တွင်343ရက်နေထိုင်ခဲ့သည်သူသည် သူ့အတွက်မမေ့နိုင်သောသင်ခန်းစာ၄ခုဖြစ်သည့်ဇွဲ လုံးလရှိခြင်း၏အစွမ်းတမာသတိရှိခြင်း၏အရေးပါမှုရက်ရွာအတိုင်းဝိုင်းနှင့်ထိတွေ့ဆက်ဆံရေး၏တန်ဖိုးနှင့် ညာရေး၏အကျိုးသက်ရောက်မှုတို့ကို သင်ပေးခဲ့သည့်သူ၏မူလတန်းဆရာမဂျိုးစတုတ်စ်အားဂုံပြုဂျေဇုတင်သည့် post ကိုအွန်လိုင်းတွင်တင်ခဲ့သည်တုတ်တန်ကြံအခန်းကြီး3မှရှောလမုန်၏ဉာဏ်ပညာကိုကင်ဆွဲခြင်းဖြင့်လူမှုအတိုင်းအဝိုင်းအပေါ်အကျိုးသက်ရောက်မှုရှိသောနိလန်းများဖြင့်ကျွန်ုပ်တို့ကြိုးစားအသက်ရှင်နိုင်ပါသည်။ဖျားသခင်ကိုယုံကြည်ပြီးအပြုတ်တော်တွန်းအားပေးသူများဖြစ်ရန်စေစားခံရသူတို့အတွက် ရှောလမုန်ကထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကူစားရန်ထာဝရဘုရားကိုကြောက်ရွံ့၍ဒုစရိုက်ကိုရှောင်ရန်ကိုဥ္စာကိုထာဝရဘုရားအားပူဇော်ရန်ထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဘဲမနေရန်စသည့်သင်္ကန်းစာ၄ခုကိုသင်ကြားပေးခဲ့သည်ထိုပညာသည်ဘုရားသခင်၌အာယုံဆိုင်ရန်ကျွန်ုပ်တို့ကိုတွန်းအားပေးပြီးကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် တပါသူတို့အားတို့ထိအကျိုးသက်ရောက်စေကြောင်းလဲဖော်ပြသည်ရှမသဲခရဝင်ခန်းကြီး9အငယ်3မှ12တွင်ဉာဏ်ပညာ၏အချုပ်အချာဖြစ်သည့်ရှင်ယေရှုသည်သူကိုယုံကြည်သူများ၏အတွင်းစိတ်တံကို ပြောင်မြောက်စွာဖော်ပြခဲ့ပြီးသူတို့သည် လူတို့အပေါ်ကောင်းသောသက်ရောက်လွှမ်းမိုးမှုကိုဖြစ်စေသူများဖြစ်ကြောင်းတတိပေးခဲ့သည်သင်တို့သည်ဤလောကဤစာဖြစ်ကြ၏ သင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏တို့ဖြစ်၍သူတစ်ပါးတို့သည်ကျွန်ုပ်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဘဤဂုံတော်ကိုချီးမွမ်းစေခြင်းဟာကျွန်ုပ်တို့အလင်းလင်းခွင့်ရခြင်းအတွေ့ကျေးဇူးတော်ချီးမွမ်းကြပါစို့ အခြားလူတို့၏စိတ်ကိုထိတွေ့အောင် အသက်ရှင်ခြင်းအပြင်ဖျားသခင်ကိုချီးမြှောက်ရန်တင့်အားမြည်သူကတွန်အားပေးသည်။သင်မိကောင်းမိနေနိုင်သည့်တမန်ကျမ်းစာမှ သင်ခန်းစာများနှင့်သင်မြည်တို့ပြန်၍အသုံးချနိုင်မည်နီ။ကောင်းကင်ဘုံရှင်ဖျားကိုတော်အားအပြည့်အဝချီးမြှောက်ရန်ပြက်ကွက်ခဲ့သည့်အတွေ့ ခွင့်လွှတ်တော်မူပါယနေ့မှပင်ကိုတော်ဤစကားတော်များအားဖြင့်ကျွန်ုပ်ဤနှလုံးသားကိုတည်လွင်စေတော်မူပါ သခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင် နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက် ုံမှုပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။